မင်္ဂလာပါအလုံးနေကောင်းကြရဲ့လားဒီနေ့ပြောပြခြင်းတဲ့အကြောင်းကကျမတို့လူမျိုးတွေစီကန်းရှိနေခြင်းတဲ့စီကန်းဆိုတဲ့အကြောင်းလေးပြောချင်တာပေါ့နော်ကျမမနေ့ကလည်း short စေးတခုလုပ်လိုက်တယ်အာဒီကျမတို့တခြားနိုင်ငံတွေမှာသွားရလာရတဲ့အချိန်တွေမှာဘယ်နေရာမှာပဲဖြစ်ဖြစ် အာတို့ချိန်နေရတာရှိတယ်ပေါ့နော်ကျွန်မပရှိရှိဗီဒီယိုတချို့မှာလည်းကျွန်မပြောထားတာရှိတယ်ကျွန်မတို့စီကန်နဲ့နေတတ်ဖို့ပေါ့နော်အာဒီမှာဆိုလို့ရှိရင်အခုသွားတဲ့နေရာတွေပေါ့နော်ကျွန်မအများကြီးနိုင်ငံအများကြီးအများကြီးတော့မရောက်ဘူးပါဘူးကျွန်မနင်းနနာ အာနိုင်ငံတွေမှာပဲကျွန်မသွားလေ့ရှိတယ်ပေါ့နော်ကျွန်မအာကျွန်မတို့နဲ့တူတဲ့နိုင်ငံတွေလည်းရှိတယ်အာဆိုတော့ nature တူတယ်ပေါ့နော်ကျွန်မတို့ကျွန်မတို့လောက်အဆင်မပြေတဲ့နိုင်ငံတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်မတို့ကအမြဲတမ်းပဲကိုယ့်ထက်နိုင်ကြတဲ့နိုင်ငံတွေကိုကြည့်ပြီးတော့ဟာငါတို့လောက်မဟုတ်သေးဘူးဆိုပြီးတော့အာဝမ်းတာနေလို့မရဘူးကျွန်မတို့ထက်တိုးတက်နေတယ်ခင်မိနေတယ်ရှေ့ရောက်နေတဲ့လူတွေကိုကြည့်ပြီးကျွန်မတို့ကအားကြရမယ်အားထုတ်ရမယ် စ조사နေရမှာပေါ့เนาะအများအားအကူအောက်ကလူတွေပဲကြည့်တယ်ဆိုလို့ရှိရင်အာဘာတွေ့လဲဆိုကိုကတော့စိတ်ပစ္စည်းမသိမရအောင်ပေါ့ဒါပေမဲ့လည်းကိုကအာ조사ခြင်းစိတ်နေသွားတယ်ကိုထက်တော်တဲ့လူတွေကိုကြည့်နေမှသာလေကျမတို့ကငါမဘာတွေလိုအပ်နေလဲငါဘာလုပ်ဖို့လိုလဲငါဘာအနေချက်တွေရှင်နေလဲလို့မြင်ပြီးကျမတို့ပြုပြင်မှုဖြစ်လာတယ်ပေါ့เนาะပြုပြင်ပြုပြင်မဲ့အကြောင်းတရားလေးကကောင်းတဲ့ကိုရောက်လာတယ်အဲစဉ်းစားပုံလေးကကောင်းတဲ့ကိုရောက်လာတယ်အဲဆိုတော့ ကျွန်တော်တို့မှာဟိုအများတန်းရှိတယ်ပေါ့နော် အပေါ်ကြီးပဲမကြည့်နဲ့အပေါ်ကြီးပင်မနဲ့ကိုအောက်မှာအနှိမ့်ကြတဲ့လူတွေလည်းကြည့်ပါလို့ပြောတယ်ပေါ့နော်အဲ့ဒါဟိုဒါကကြတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီနှစ်ခုစလုံးမှာအာမှန်မှန်တာလည်းရှိတယ်အဲလိုက်နာတင်တာလည်းရှိတယ်မလိုက်နာတင်တာလည်းရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က ကိုရဲ့အောက်ကလူတွေပဲကြည်နေမယ်ကိုထက်နှိမ့်ကြတဲ့လူတွေပဲကြည်နေမှာဆိုဟာငါရောက်နေတဲ့ညတဲဟုတ်နေပါလားဆိုပြီးတော့ကျွန်တော်တို့ကစူးစမ်းခြင်းသေးတယ်အထောက်ခြင်းသေးတယ်မရှိတော့ဟာသူလည်းဒီလောက်ပဲလေငါဒီလောက်တော့ဖြစ်နေတာပဲဆိုပြီးတော့ကျွန်တော်တို့ကဆက်ပြီးတော့ I'm I'm to channel ကျွန်တော်လည်းစူးစမ်းခြင်းတော့ကိုနေရာမှာကိုတာယာနေတာမျိုးလေးဖြစ်တယ်ပေါ့နော် အဲ့ခါကျတော့ဘာလဲဆိုတော့ကျမတို့မှာတွေးခေါ်စွမ်းနေတွေးခေါ်တွေးခေါ်ဖို့အကြောင်းတရားတွေကိုကျွန်တော်တို့အမဟိုမလုပ်တော့ဘူးပေါ့အဲကျွန်မအာကို့အထက်အထက်ကိုကြည့်လိုက်လို့ရှင်ဟာ तू ကတော့အဲ့လောက်ဖြစ်နေပြီငါမဖြစ်သေးဘူးလားဟာငါတော့ဖြစ်အောင်စူးစမ်းရမယ် အဲဆိုတဲ့ဟာမျိုးရှိဒါကိုတစ်ဖက်တစ်ဖက်ကကြည့်လို့ရှိရင်တိတ်ဟိုပေါ့နော်ဒါစိတ်ပညာရှုထောင့်မှကြည့်လို့ရှိရင်အဲကောင်းတာလည်းရှိလို့မကောင်းတာလည်းရှိတယ်။ဘာကြောင့်လဲဆိုပူလောင်တယ်။ဘာလို့သူဖြစ်နေပြီးကိုမဖြစ်သေးဘူးဆိုပြီးတော့အာဆိုတော့ကို့မှာဖိအားတွေများလာအဲ့ခါကျတော့ပူလောင်တယ်ပေါ့။ဒါပေမဲ့ဖိအားလည်းအဖိအားရှိဖို့လည်းလူတယောက်မှလိုအပ်တယ်။ဘဝတိုးတက်ဖို့လည်းဖိအားလိုကိုလိုအပ်တယ်။ဖိအားမရှိတဲ့လူတယောက်ဘယ်တော့မှမတိုးတက်ဘူး။အောင်လည်းမအောင်မြင်နိုင်ဘူးဖီးရမရှိတဲ့လူကဘာကြောင့်လဲဆိုတော့သူ့မှာစူးစမ်းကျင်စိတ်တွေဘာမှမရှိတော့သူ့အလိုလိုနေဖြစ်နေတယ်လို့ထင်တာ哦ဒါပေမဲ့ အဲ့အဲ့အဟာကဘာလဲဆိုတော့တစုံတစ်ခုတော့အထောက်ပံ့နေကိုရှိနေတဲ့အချိန်မှာပဲကိုကဒီအချိန်နေမှာပဲရှိနေတာတကယ်လို့ကိုကိုထောက်ပံ့ပေးမဲ့သူကိုကိုစ조사မှုအချိန်နေတစ်ခုအခွင့်အလမ်းနေဖြစ်မလာဘူးဆိုလို့ရှိရင်ဒီအချိန်နေကနေအချိန်မရွေးအဲပြောင်းလဲသွားနိုင်တယ်ပေါ့နော်ပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကအငြင်းနဲ့စ조사နေဖို့လိုတယ်ကျမတို့ရှိတဲ့နေရာရောက်တဲ့နေရာနေပြီးတော့အာပေါ့နော်အဆင်နိုင်မသွားဘူးဒါမှမဟုတ်လို့ရှင်အာဆိုတော့ ပို့ပြီးတော့အခက်အခဲတွေဖြစ်တဲ့ဘဝကိုရောက်မသွားဘူးတဲ့ကျွန်တော်တို့အမြဲတမ်းစ조사နေလို့လို့တယ်။အဲ့ဆိုတချို့စကားတွေကအာအာဆိုပါဆိုမှန်ကောင်းမှန်လိမ့်မယ်။မှန်ကောင်းမှန်လိမ့်မယ်။ဒါပေမဲ့အအမြဲတမ်းအသုံးပြုနေလို့မရဘူးပေါ်ပါမှာလीအဲ့ဆိုလူငယ်တွေဖြစ်တဲ့လူတယောက်ဖြစ်လာရဲဆိုလို့ရှိရင်လူငယ်ဘဝမှာပေါ့နော်လူငယ်ဘဝကစူးစားဖို့အခွင့်အလမ်းအများကြီးရှိတဲ့အချိန်ဖြစ်တယ်ကျမတို့လိုအရွယ်ရောက်သွားရဲဆိုလို့ရှိရင်ကျမတို့မှာစူးစားတယ်ဆိုတော့ညာလဲပဲကျမတို့ သိမ့်မခီးမရောက်တော့ဘူးဘာကြောင့်လဲဆိုတော့ကျမတို့အရွယ်တစ်ခုရောက်သွားပြီအဲဆိုတော့သူထပ်ကြိုးစားမယ်ဆိုလဲကျမတို့မှာအခွင့်အလမ်းနေနေသွားပြီလူကြီးကြဖြစ်သွားရင်အခွင့်အလမ်းဆုံးရှုံးသွားတယ်ဆိုတော့လူကြီးဖြစ်မှာပဲသိတယ်လူငယ်မှာအခွင့်အလမ်းနေအများကြီးရှိတယ်ဆိုတော့လူငယ်ဘဝမှာသိမ့်မတိကြသေးဘူးပေါ့နော်ဒါပေမဲ့အချိန်တစ်ခုကိုရောက်သွားပြီလွန်သွားပြီဆိုတော့မအော်ငါဒီအရွယ်ကိုလွန်သွားပါလားငါရှစ်ဆက်ကြိုးစားရမယ့်အချိန်နေနေသွားပါလားဆိုတော့အဲ့ချိန်ကျမှတတိထားမိတယ်ပေါ့နော်အဲဒါလေးလဲကျမကဒီညမှာတတိလေးတစ်ခုတော့ပြီးချက်ပါတယ်လို့လူငယ်တွေကိုလေ ။ဆိုတော့အာကျွန်တော်တို့ကတောက်လျှောက်စူးစမ်းနေကိုလိုတယ်။အဲမစူးစမ်းလို့မရဘူး။နော်။အဲဆိုကျွန်တော်တို့စူးစမ်းနေမှာကျွန်တော်တို့ကသူများနဲ့တန်းလို့ရင်မောင်းတန်းနိုင်မှာငငယ်တော့မှမြဲပြောတယ်။သူများနဲ့တန်းလို့ရင်မောင်းတန်းနိုင်အောင်နေဖို့ဆိုတာကနေရေးစားရေးဘဝအရေးပေါ့နော်။အရန်ခက်ခဲပါတယ်လို့အဲဆိုတော့ဒီနေ့မှာဘာအကြည့်လဲဆိုတော့ကျွန်မကအာစီကန်ဆိုတဲ့အကြောင်းကိုဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်တို့ဒီစီကန်အများကြီးရှိဖို့လိုတယ်။အဲ့တော့ကျမကကျမငယ်ငယ်တုန်းကအကြောင်းတရားလေးနဲ့ကျမဥပမာပေးခြင်းနဲ့ပေါ့နော်ကျမတို့က နိုင်ငံရဆိုလို့ရှိရင်ကျမတို့ကနေမှာနေရတယ်အနေဘုဟုတုတာပဲရှိတယ်နေဘုဟုတုတာပဲရှိရတဲ့အကြောင်းမို့လို့ကျမတို့ကဟိုဘယ်လိုပြောမလဲသူလဲဒီလိုပဲကိုလဲဒီလိုပဲအိန္ဒိယပတ်ဝန်းကျင်မှာရှင်လဲဒီလိုပဲနေကြတာပေါ့ဒါပေမဲ့ကျမမှာကလေးတဲ့ကဘာစိတ်လေးတစ်ခုရှိလဲဆိုတော့ကျမအဲ့လိုဆင်းရဲတဲ့ဘဝကြီးမှာကျမမနေခြင်းကျမမနေခြင်းအဲ့နေရာကြီးမှာကျမကျမအိမ်ကိုအဝေးကလှမ်းကြည့်လိုက်တယ်ဆိုလို့ရှင်ကျမအိမ်နဲ့ဖြစ်နေတဲ့ပုံစံပေါ့နော်ကျမရဲ့အိမ်ပုံစံကိုကြည့်ပြီးကျမ အရင်စိတ်ညစ်တယ်ကျမဒီနေ့အိမ်မှာကိုမနေချင်ဘူးပေါ့နော်မနေချင်ဘူးကျမအတခုခုလှုပ်ချင်နေဆိုတော့စိတ်ကအမြဲတမ်းဖြစ်နေတာရှိတယ်အဲ့ဆိုတော့ကျမကကျမတို့အိမ်သားတစ်ဝိုက်မှာရှိတဲ့အငွေကြေးတတ်နိုင်တဲ့လူတွေအရင်ဒါနောက်တစ်ခုကပညာတတ်တဲ့မိသားစုတွေပေါ့နော်ရှိပါတယ်အဲဆိုတော့အဲ့အိမ်ကိုသွားပြီးတော့လင်လိုက်တယ်ဆိုလို့ရှိရင်အဲ့အိမ်မှာဘာတွေရှိနေလဲဆိုကျမတို့အိမ်နဲ့မတူတာဘာတွေရှိလဲလို့ကျမအမြဲတမ်းကြည့်တယ် ကျွန်တော်တို့အိမ်မှာဓာရီရှိနေတယ်ဒါပေမဲ့သူတို့အိမ်မှာဘာရီရှိနေလဲသူတို့ကဘာကြောင့်မို့လို့ဒီလိုမျိုးအာချမ်းသာနေကြလဲဒီလိုမျိုးလူအစင်းတန်းတစ်ခုမှာနေရလဲအဲကျွန်တော်တို့ကဘာတွေကွာချားနေလဲကျွန်မအများရန်လေးလာဒါကျွန်မကလေးလေးတည်းကပဲလေးလာတာပါကျွန်မ9တန်း6တန်း8တန်းလေးရသူများအိမ်ကိုသွားပြီးတော့လေလို့ရှိရင်ကျွန်မသူများအိမ်မှာရှိတဲ့အကြောင်းအရာကိုကျွန်မအများရန်လေးလာတယ်ကိုယ့်အိမ်မှာမရှိတာနဲ့သူများအိမ်မှာရှိနေတာနဲ့ကိုကျွန်မကြည့်တယ် အဲ့ဆိုတော့ကျမကကျမတို့အိမ်နာမှာရှိရချမ်းသာတဲ့အိမ်တွေသွားမယ်အဲဒါမှမဟုတ်လူအစင်တန်းကိုကျမတို့ထက်မြင့်နယ်လို့ထင်တဲ့အိမ်တွေသွားလို့ရှင်သူဘာလို့ဘလို့လုံနေကြလဲကျမအမျိုးသမီးဖြစ်တဲ့အကြောင်းမလို့မင်းကလေးဖြစ်တဲ့အကြောင်းမလို့ကျမမင်းကလေးနဲ့အဲ ဆက်ဆက်တဲ့ဟာစဉ်းစားရတယ်ပေါ့နော်ဥပမာပါလဲဆိုတော့သူတို့အိမ်ထဲမှာအစောဆုံးကျန်းနေပြောင်းတိုက်ထားတာနော်ပစ္စည်းပစ္စည်းရတဲ့ဖုံးမီမရှိတာပြီးသွားလို့ရှင်အဲဆိုပါဆိုသုံးတဲ့ပစ္စည်းတွေကပေါ့နော်အစင်တန်းရှိနေတာဒါချမ်းသာတာနဲ့မဆိုင်ဘူးကျမတို့လည်းဖုံးကျမတို့အိမ်ထဲမှာဆိုဖုံးတက်တာပဲသူတို့အိမ်မှာလည်းဖုံးတက်တာပဲဒါပေမဲ့ဖုံးတက်တာချင်းအတူတူမှာဖုံးမတက်အောင် အဲ့တို့ဘလောက်ထိပြုပြင်ထိန်းသိမ်းနေပြီးသားလို့လူတွေကတိတ်တိတ်နေပြုမှုလှုပ်ရှားမှုတွေမှာအစကားပြောဘလို့နေလဲပေါ့နော်အစကားပြောနူးညံ့သလားငါတို့ညာလည်းစကားပြောတာနဲ့တူးရလားပေါ့အဲဆိုတော့ဒီမှာအဲ့ဒါလေးလည်းကြည်တယ်လေ့လာတယ်ပေါ့နော်ပြီးသားလို့ရှိရင်ဆိုတော့တို့အိမ်မှာထားတဲ့ပစ္စည်းအထားတို့ပေါ့ အထားသူတွေအားစားကိုကိုယ်မှမရှိဘူးဆိုရင်တို့တွေမှရှိတယ်ဆိုတော့နောက်ဖြစ်မိဖို့ကြောင့်မှကျွန်တော်တို့ငငယ်ရဆိုလို့ရှိရင်ထမင်းချက်တဲ့အာထမင်းချက်ကြတယ်ပေါ့နော်ထမင်းချက်လို့ရှိရင်ကျွန်တော်တို့ငငယ်ရဆိုတော့ဗာနဲ့ချက်ရလဲဆိုတော့အိမ်မှာမိသွေးမိဖို့တုံးတယ်ပေါ့နော်မိခွေးမိဖို့တုံးတဲ့ခါကျတော့အဲမိသွေးမိဖို့ရဲပြီးတော့ကျွန်တော်တို့ကဒီမိဖို့ပေါ်မှာမြေကြီးကိုမှန်ပြီးတော့မှမိသွေးမိဖို့တင်းပြီးတော့ချက်တာမျိုးတွေလုပ်တယ်လုပ်တဲ့ခါကျတော့ကျွန်တော်တို့အိမ်ငါရှိလက်နှီးတွေပေါ့နော်အာလက်နှီးတွေကျွန်တော်တို့မှာနေမှာဆိုလက်ခုလို့ခေါ်တယ်ပေါ့အဲ့လိုလက်နှီးတွေက အာဆိုတော့အိမ်မှာဆိုလို့ရှိရင်အဲလက်နှီးတွေကဘယ်လိုပြောမလဲအဲမဲနေတာပေါ့ညစ်ပန်တာပေါ့နော်ညစ်ပန်နေတယ်။ဒါပေမဲ့သူတို့အိမ်မှာလည်းအဲနောက်ကျမပြောတဲ့အိမ်မှာလည်းဆိုပါစို့အဲဒီလိုပဲသူတို့လက်မီဖို့ကမှမန်ထားတယ်မန်ထားပြီးမှမီဒီမီသွေးနှမီဖို့နဲ့ချက်တယ်ပေါ့ဒါပေမဲ့သူတို့အိမ်မှာရှိတယ်လက်နှီးတွေကဖွင့်နေတယ်ဖွင့်နေအောင်ကျမတို့တွေ့တယ်တွေ့တော့ကျမတို့အိမ်မှာ ချက်နေပြုတ်နေတဲ့ဟာတွေအကုန်လုံးက hygiene မဖြစ်ဘူးပေါ့နော်။ကျမရင်းနဲ့အညီကျမတို့ပြုတ်ပြိုးထောင်ပြုတ်ပြုတ်စုပြီးတော့ချင်းချက်မနေဘူးဆိုတော့ကျမဆပြီးတော့တွေ့သွားတယ်။အဲ့ဒီကကျမသတိထားမိတယ်ပေါ့ကလေးပေါ့နော်။အဲ့တုန်းက جماعه 6တောင်း8တောင်းဆိုတာအားငယ်ပါသေးတယ်။ငယ်တဲ့အချိန်မှာကျမတွေ့လိုက်တဲ့အချက်ကိုကြည့်ပြီးတော့ကျမပြုတ်ပြင်ပြောင်းလဲရေးကိုကျမ၈တန်းလောက်ကလေးအဲ့9တန်း၈တန်းလောက်လဲကျမဆလုပ်တယ်။အိမ်မှာ အဲ့အဲ့မှာသွားပြီးတော့ကျမတခုကြည့်လိုက်ပြောချင်တာကျမအဲ့ချမ်းသာတဲ့အိမ်တွေသွားတယ်သွားပြီးလို့ရှိရင်ပညာတတ်တဲ့အိမ်တွေသွားတယ်သွားပြီးလို့ရှိရင်ကျမကတခုစီလေ့လာတယ်လေ့လာပြီးလို့ရှိရင်အဲ့လာလေ့လာထားတဲ့အရာကိုကျမအိမ်မှာအသုံးချတယ်အိမ်မှာ apply လုပ်တယ်ပေါ့နော်ဆိုတော့ကျမစပြီးတော့ကျမဘက်မှာအပြောင်းလဲစလုပ်တဲ့အရာပါလဲဆိုရင်လက်နှီးကိုလျှော့တာလက်နှီးလျှော့တယ်ကျမတို့ငယ်ငယ်ကအိမ်မှာလုံးဝလက်နှီးမလျှော့ဘူးလက်နှီးကမဲတူးနာပဲ မဲမဲဒူနာပဲဆိုကျွန်မအဲ့ဟာစားပြီးလက်နှီးရေချောတယ်လှမ်းနေပေါ့နော်အဲ့ဒါကြီးစလုပ်တယ်အဲပြီးသွားလို့ရှိရင်အဲ့ခုနပြောပစ္စည်းပစ္စည်းတွေထားလို့ရှိရင်စားဟုတ်ကလေးတွေကိုညီနေအောင်ထားရတာတွေနော် စားစားတွေအများကြီးဖမ်းရတာတွေဒါတွေကိုကျွန်မသိလာလို့ကျွန်မ အာတစားတစားကျွန်တော်ကျွန်မပြုတ်ပြင်လာတယ်အဲကျွန်မအိမ်မှာအများကြီးကိုဆိုတော့ဒီခြံဝန်းတွေကိုကျွန်တော်တို့ကတန်ရှင်းဟိုကအိမ်မှာလည်းအမေတို့ကတန်ရှင်းလုပ်ပါတယ်အမြဲတမ်းဒါလေးတော့သူတို့လုပ်ဒါပေမဲ့ဒီဟိုအသေးစိတ်ပေါ့နော်အဲထဲထဲဝင်မဲ့အသေးဟာလေးတွေမှာဟိုကျွန်တော်တို့အိမ်မှာနည်းနည်းကျွန်းငင်လုပ်ဖို့လိုနေတာလေးကျွန်မလေ့လာတာပေါ့နော်လေ့လာတော့အဲ့မှာကျွန်မ အဲကျွန်တော်အိမ်မှာဆိုလို့ရှိရင်အဲချန်ငနေရချန်ထဲမှာဆိုပြောင်းနေအောင်အမိုက်တွေတင်ထားမယ်အပင်တွေမနက်တိုင်းရေလောင်းနေကျွန်မဒါကျွန်မတို့လုပ်နေကြအလုပ်ဒါပေမဲ့ခုနပြောတဲ့အဲ hygiene နဲ့တူနေညီချက်ပြုတ်ရမယ်ခုနလက်နှီးမလျှော်တာတို့ဘာလို့ဆိုတော့ကျွန်မသူများရင်ကလေးလာခဲ့တဲ့အရာတွေပေါ့နော်အဲဆိုတော့ကျွန်တော်တို့အဲနေမှာနေတဲ့အချိန်မှာဘာလေးနောက်တစ်ခုကကျွန်မချမ်းသာတဲ့အိမ်တွေသွားတယ်သွားလို့ရှိရင်ခုနပြောလို့ကျွန်မတို့အဲ့လောကဒီမတီဗီလည်းမရှိဘူးအဲကျွန်မတို့မှာအလုံးလုံးကျမတို့မှာတက်နိုင်တာဆိုကက်ဆက်လေးပဲရှိတာပေါ့နော်ဆိုတော့ကျမတို့ငယ်ငယ်ကအဲကက်ဆက်ခွေနားထောင်ကြတာတော့ရှိတယ်ဒါပေမဲ့ TV ပေါ်လာတဲ့အချိန်မှာက မတို့တူဒီကိုသူများရင်မှာသွားကြည့်ရတယ်အဲအဲ့အိမ်ကလည်းအရင်ကျမတို့ဟိုကလေးတွေဆိုလေသူကတူကြီးဟိုချစ်တယ်ဘာလို့လဲအိမ်သူတို့အိမ်မှာလူကြီးတွေပဲရှိကြတော့ကျမတို့ကလေးတွေသွားလို့ရှိတီဗီကြည့်ကြရင်အဲ့လိုမျိုးစူညံမျိုးနေကြတာသူကကြိုက်တာပေါ့နော်တော်တော့ကျမတို့ကျမတို့အမြဲတမ်းစိတ်ရှည်တိခံပြီးအဲ့အိမ်ကအဲဆိုတော့သူကလေးတွေတီဗီကြည့်ခိုင်းနေပေါ့နော်တီဗီကြည့်ခိုင်းနေအတွေ့အကြုံတွေကျမတို့ရတယ်ဒါပေမဲ့အဲ့အိမ်ကိုသွားလို့ကျမတို့လေအလူလိုနေနေစီကန်းရှိသွားတယ် ိမ်မှာဘလို့ပဲနေခဲ့နေခဲ့အဲ့ဒီ TV ကြီးကိုသွားရပြီအဲ့ကျွန်တော်တို့အိမ်သားအိမ်ကိုပေါ့နော်အဲ TV ကြီးကိုသွားရပြီအကုန်လုံးကလေအဲတခုစကန်နဲ့နေရတယ်ပေါ့နော်စကားပြောတာဆန်ချင်းဟိုပြောင်းလဲသွားတယ်ကျွန်တော်အိမ်ရောက်လို့ရှင်အလူလူနင်းပြောင်းလဲသွားတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့အဲကျွန်မတို့ကကျွန်မတို့အိမ်မှာနေတဲ့ပုံစံကတမျိုးဒါပေမဲ့စကန်ရှိတဲ့အိမ်တအိမ်ကိုရောက်သွားပြီဆိုလို့ရှင်ကျွန်တော်တို့ကစကန်နဲ့နေတတ်သွားတယ်အဲ့တော့ဒီစကန်နဲ့နေတတ်တဲ့ဟာတွေကတော့ဘာလို့ကျမတို့ကကိုယ့်အိမ်မှာ apply မလုပ်တာလဲ နော်ကိုယ်မအပလိုင်းမလုပ်ဘူးအဲ့ဆိုမိဘဖြစ်တဲ့လူကမသူ့မပြုတ်ပြင်နိုင်မှုဆိုရင်တော့မှကျမတို့ကအဲဒီလူငယ်တွေဖြစ်တဲ့ကြာကလေးတွေဖြစ်တဲ့တကြောင်မို့သူများရဲ့မှာရှိကောင်းတဲ့အချက်ကလေးတွေကိုကျမတို့ကလိုက်နာပြီးတော့ပြုတ်ပြင်မှုလိုတယ်လူတို့ကျမကအဲ့နေရအဲ့မြို့သွားတယ်ပေါ့နော်အဲ့အိမ်မနေတဲ့နေနေနေကြပုံစံနဲ့နေတယ်ဒါပြီးလို့ရှိရင်ကျမတို့အဲကျမတို့ TV သွားကြည့်တဲ့အိမ်ကိုသွားကြည့်ပြီးဆိုလို့ရှိရင်ကျမတို့ကပုံစံတွေပြောင်းပြောင်းသွားတာကိုတွေ့တယ်တွားတော့အဲ့မှာဘာဘာသွားတွေ့လဲဆိုငါတို့ကစီကန်းနဲ့နေလို့ရှိရင်လူအစင်တန်းတစ်ခုမှနေရတယ်လို့ကိုကိုကိုလည်း မြင်လာတယ်ပေါ့နော်မြင်လာတယ်ငါဟာတော်တော်လေးကြောင်းနေသွားပြီငါအစင်းနှန်းတစ်ခုကိုရောက်လာပြီလို့လဲဟိုခံစားနေအဲ့ moment လေးတစ်ခုအကစားခံစားနေရတယ်ခံစားနေရတာတွေ့ပြီးကျွန်မကအဲ့မှာ အစပြီးပြောင်းလဲတာပေါ့နော်အစပြီးပြောင်းလဲတာကိုလုပ်တယ်လုပ်တော့အခုနကပြောသလိုပဲအဲဆိုတော့အိမ်အိမ်မှာကျမအိမ်မှာအဲဒီမှာခုနကပြောတဲ့အိမ်တွေကကောင်းတဲ့အချက်တွေတည်လာပြီးတော့ကျမပြုပြင်ပြောင်းလဲပြီးတော့အစပြီးလုပ်တာပေါ့လုပ်ပြီးတဲ့အခါကျတော့ဘယ်ဟိုပဲသွားသွားဘယ်ဟိုပဲလိလာလိသွားသွားကျမကျမအရန် expand လုပ်တယ်ကျမအတွေးခေါ်တွေကိုအများကြီးချဲ့ပြီးတွေးပြီးတော့လုပ်တယ်ပြီးသွားရင်ကျမ တောင်းလဲကျင်တယ်ခုနပြောလိုပဲအဲကျမတို့အိမ်ကိုလည်းအဲကျမတို့အိမ်ကတော်တော်လေးအဲဟိုပေါ့နော်အိမ်ကအရင်မကောင်းတဲ့အိမ်ပေါ့နော်ဆိုတော့ကျမဒီအိမ်ကြီးကိုလည်းကျမအရင်ကောင်းတဲ့အိမ်တိုင်းဖြစ်ချင်တယ်အဖြစ်ချင်အောင်ကြိုးစားကျင်တယ်ပေါ့နော်ကြိုးစားကျင်တဲ့ခါကျတော့အဲ့မှာကျမအများကြီးကြိုးစားအထောက်ခဲ့ရတာလေးရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီဟိုပါပေါ့ကျမတို့ နယ်မှာဆိုလို့ရှိရင်ကိုချံဝင်းကိုပဲလူတွေကတိတ်ကြတယ်ဆိုလို့ရှိရင်တော့မှကိုချံဝင်းကိုပဲအမှိုက်တိတ်ကြတာများတယ်။ကျမကအဲ့လိုမဟုတ်ဘူး။ကျမကလမ်းအပြင်ဘက်ကိုထွက်ပြီးတော့ကျမလမ်းရဲ့အမှိုက်တွေပဲကျမတိတ်နေ။ရေမြောင်းနေလမ်းနေဟိုဟာပေါ့ ကိုလန်ကိုအိမ်တဲ့နေရာကြော်ပြီးတော့သူများအိမ်နဲ့ခြံစန်းနာထီအောင်ကျမအမိုက်တွေသိမ်းပြီးတယ်။ဘာကြောင့်လဲဆိုတော့အဲ့အမိုက်တွေကလေးလွင့်လာကျမအိမ်နဲ့ဝင်มาဆိုတော့ကျမဟိုပါပေါ့နော်ဒီတွက်ချက်မိတဲ့အတွက်ကြောင့်မို့လို့ဒီဟောက်ဒီဟောက်ဘလို့ចောင်းစာတွေကနေပြီးတင်ယူထားတဲ့အတွက်ကြောင့်မို့လို့ကျမလေးတိုင်းလုံးနေနဲ့အဲ့မျိုးတွေဟိုအများကြီးပေါ့နော်ចောင်းမှာတကူတင်လိုက်လို့ရင်ကျမအာဆိုတော့အိမ်မှာ apply လုပ်ခြင်းနဲ့အဲ့ဟာကိုဆက်ဆက်ပြီးတွေးခေါ်ပြီးတော့ ဘကဘွားထဲမှာလည်းအတုံးချတဲ့လူထဲမှာပါတယ်ပါတော့ကျမအဲ့ဒါလေးတွေအအမြဲတမ်းလှုပ်လှုပ်ဖြစ်တာပေါ့နော်ဆိုချမ်းလမ်းမော်လမ်းမော်ကအစဒီမြောင်းရင်မြောင်းတွေပေါ့နော်ခဲတွေအကုန်ဖယ်မယ်လမ်းလမ်းလေးပေါ်တွေမှာအကြောက်ခဲလေးပြန်တင်ပြီးတော့အမြင်ညာလေးဖြစ်အောင်လှုပ်မယ်ပေါ့အဲ့လိုမျိုးတွေလှုပ်ကြတယ်လှုပ်ကြတော့ ကျွန်မတို့အိမ်သားလေးကအာဦးလေးတွေကပြောတယ်ပေါ့နော်အာကျွန်မတို့နေရတယ်တော်တော်လေးတွစ်ခေါ်တတ်တဲ့ကလေးတစ်ယောက်ပဲတဲ့ဒီလားဟိုတောင်းတန်းလူကြီးတွေမလုံနိုင်တာမျိုးတွေလုပ်တယ်ပေါ့နော်အာပြီးသွားလို့ရှိရင်အိမ်မှာဆိုလို့ရှိရင်အာဆိုပါဆိုကျွန်မတို့ကဒီဘယ်လိုပြောမလဲကျွန်မကပြီးတော့ဟိုဟာခုနပြောခဲ့သလိုပဲကျွန်မနည်းနည်းလေးဟိုစိတ်တက်ပြင်းပြတဲ့လူတွေမှာပါတယ်ကျွန်မတခုခုလုပ်လို့ရှိရင်မဖြစ်ရကောင်းလားမဖြစ်မဖြစ်မနေလုံမယ်ဆိုပြီးစိတ်ကကျွန်မမှာအများအားရှိရပေါ့နော်မိန်းကလေးတစ်ယောက်ဝင်မဲ့ကျွန်မမှာဒီ အဲ့အဲ့လိုမျိုးစိတ်ပြင်းထန်တဲ့ဟာလေးရှိတဲ့အခါကျကျွန်မအိမ်မှာအဲဆိုတော့ကျွန်တော်တို့ဟိုဟာပေါ့နော်အဖေကနေမှာတာဝန်နေကြနေရတဲ့အချိန်မှာကျွန်တော်တို့အမေနဲ့နေရတယ်အမေနဲ့နေရလို့ရှိရင်အဲအမေနဲ့နေရတော့ညာလေးပဲဒီဒီအိမ်ဟာယောက်ျားသားပေါ့နော်အဖေအဖေအုတ်အုတ်ထိမှုလုံလောက်လောက်မရတဲ့အိမ်ဖြစ်လို့ဆိုပြီးတော့ကျမတို့အိမ်မှာမျက်နှာမငယ်အောင်ကျမတို့ကစီးနဲ့ကန်းနဲ့ကလနာနဲ့ဘဝကိုတော်တော်လေးရှေ့ဆက်ကြတယ်ရှေ့ဆက်ကြတော့ကြောင့်မို့လို့ ကျွန်တော်တို့တော်တော်လေးအဲဘယ်လိုပြောမလဲအဲဘယ်လိုဟိုစကန်နေရမှာပေါ့နော်ကျွန်တော်တို့ဘယ်သူမှလည်းတိတ်တော့အထင်မသေးရဒါပေမဲ့ကျွန်တော်ငွေကြေးငွေကြေးရကျွန်တော်တို့ထုတ်တယ်ပါတယ်အဲကျွန်တော်တို့မှတတ်နိုင်တာစကန်မဲ့ရှိတယ်ပေါ့နော်စကန်မဲ့ရှိတော့ဟိုပြောချင်တာကဒီစကန်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အနေနဲ့အနေနဲ့ဟိုဘယ်လိုပြောမလဲ လိုက်နာနေဖို့ပြုပြင်နေဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်မဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျွန်တော်တို့အများဆုံးအပြင်းဆိုလို့ရှိရင်ဒီစီကန်းတွေမရှိရဲ့အကြောင်းအတွေးခေါ်တွေနှိမ့်ကြတဲ့အကြောင်းဒါတွေကိုကျွန်တော်တို့ဟိုပေါ့နော် Facebook တခွင်ပဲဖြစ်ဖြစ် News တွေမှာပဲဖြစ်ဖြစ်တွေ့ရပါလိမ့်မယ်အဲတော့ကျွန်မက ဒီနံမှာဘာကိုအားပေးချင်လဲဆိုတော့အဲကျမတို့တွေကတူးချင်းပေါ့နော်ကျမကအခုမိဘအရွယ်ရောက်နေတဲ့အတွက်ကြောင့်မို့ကျမလူကြီးဖြစ်သွားပြီဒါပေမဲ့ကျမတို့အရှိမကျမတို့ငယ်ငယ်တုန်းကလည်းကျမတို့မိဘတွေရှိတယ်မိဘတွေရှိပဲသူတို့မိအဲ့မိဘတွေကလည်းကျမတို့ကိုလုံလုံလောက်လောက် လမ်းပြခဲ့တာမျိုးမရှိဘူးသူတို့ခင်မှာလည်းသူတို့အအနေထားလျောက်သူတို့လမ်းပြတော့လမ်းပြခဲ့တယ်ဒါပေမဲ့ကျမတို့သိပ်ပြီးစကန်ရှိတဲ့လူတယောက်အနေနဲ့ကျမတို့ပုံသွင်းနေခဲ့နိုင်တာမျိုးမရှိဘူးသူတို့ခင်မှာမဆလာခဲ့လို့ပြောလို့ရတယ်မဆလာခဲ့မှာမဆလာအတွေးခေါ်တယ်ပဲပြောတယ်ပေါ့နော်မဆလာအတွေးခေါ်နေတာမဆလာထိန်းချောင်းမှုနေပဲကျမတို့လားကျမတို့အခက်ကအဖေတွေဆိုလို့ရှိရင်အဲဆိုပါစို့ဒီဟိုပါပေါ့ဒီအိမ်ရင်းအကျန်းဖတ်မှုကိုအများကြီးလုပ်တဲ့အဖေတွေထဲမှာပါတယ်အများကြီးလုပ်ကြတယ်ဒါကျမအိမ်ရင်းအကျန်းဖတ်မှုတွေအကြောင်းကိုကျမပြင်ပြောမယ်ပေါ့နော် မင်းရဲ့ချမ်းပတ်မှုတွေအများကြီးလုပ်တဲ့မိမတွေလက်ထက်မှာကျမတို့ကြီးခဲ့ရတယ်။သို့ပါတော့လေကျမတို့မှာထပ်ထပ်ပေါက်ကိုဟိုနော်ကိုဘဘကိုဖန်တီးတဲ့ခါကြလို့ရှိရင်အဲဆိုတော့စီကန်းနဲ့နေတတ်တဲ့လူဟိုဘသူမှသူများဆုံးမမှလိမ်မာရမယ်လူမျိုးမဟုတ်ဘူးဆိုတာမျိုးကိုကျမတို့ကကိုကိုတိုင်အဲဆိုတော့အတွေးခေါ်နဲ့တိဆောက်တယ်ပေါ့နော်။အဲဆိုတော့ဒီမှာကျမတို့နိုင်ငံမှာရှိတဲ့လူတွေအကုန်လုံးကဘာဖြစ်နေလို့လဲဆိုတော့အဲစာရီဖတ်ဖို့လိုတယ်။ နော်စာဖတ်ဖို့လို့စာဖတ်စာဖတ်ချင်းကအရန်အကျိုးရှိတယ်ဆိုတာကိုလူတွေကနားလဲမလဲဘာကြောင့်လဲဆိုတော့လူတွေအများကျွန်မအများတန်းတွေ့နေကြပါလဲဆိုလို့ရှင်အေးကျွန်မဒီကူတော့ဆန်တဲ့အောင်သွားပြီဒါမှမဟုတ်လို့ရှင်အဲဆိုတော့စတောင်းဆက်တက်ရမလားမြန်မာပြည်ကဘွဲရဘာမှအရေးမကြီးဘူးလို့ပြောတယ်ပေါ့နော်ဘာမှသုံးလို့မရဘူးအဲကြောင့်မို့လို့ဆက်မတက်တော့ဘူးပေါ့ဒါမျိုးတွေပြောကြတယ်ပေါ့ပညာဆိုတဲ့အကြောင်းအကြောင်းညာကတင်ဘူးမှတန်ဖို့ကိုတည်တာ เนาะဆယ်တန်းဆယ်တန်းပညာဟိုလောကကြီးမှာ professional အနေနဲ့ရပ်တည်တဲ့လူအများကြီးရှိတယ်သူတို့တွေကဆယ်တန်းအောင်ခြင်းအောင်မရမအောင်ခြင်းနဲ့မအောင်ဒါပေမဲ့ကိုကအကြောင်းတရားကြီးကောင်းလို့ပေါ့နော်ဆယ်တန်းအောင်တဲ့လူတယောက်ဖြစ်သွားတယ်ဆိုလို့ရှင်ဘာလို့ဘွဲရအောင်ကျွန်တော်တို့မကြိုးစားနိုင်ရမှာလဲဘွဲရအောင်ဒီကျွန်တော်တို့ကြိုးစားအောင်လို့ဘာကြောင့်လဲဆိုတော့ဆယ်တန်းပညာကိုပဲသင်ခဲ့တဲ့လူတယောက်ရဲ့အတွေးခေါ်ကတမျိုး ဇာတ်တန်းထည့်ပို့ပြီးတော့အောင်မြင်သွားတယ်အဘွဲအဘွဲပုံမှန်ပေါ့နော်ဒီဘွဲရဖြစ်မယ်ဘွဲလုံးဖြစ်မယ်ပါရဂိုဖြစ်မယ်ပေါ့ဒီလိုဒူဒူတွေအဆင့်အဆင့်ပို့ပြီးမြင်သွားလို့ကျွန်တော်တို့တိုင်းပြည်ကလူတွေကပို့ပြီးတော့အော်ဘယ်လိုပြောမလဲအဆင့်မြင့်တဲ့လူတွေအနော်စာတက်တဲ့လူတွေပညာတက်တဲ့လူတွေဖြစ်သွားမှာပေါ့နော်အဲဆိုတော့ဆန်ရမအောင်လဲထူးချွန်နေတဲ့လူအများကြီးရှိအဲ့လူတွေကိုလဲမေးကြည့်လိုက်သူကဆဲအเจ้าမျိုးမျိုးကြောင့်ဆန်ရမအောင်ခြင်းမအောင်နေမှာသူတို့စာဖတ်တယ် เนาะအဲ့ဆိုကျမတို့ငငယ်ငယ်တုန်းကအာဒီဟိုဘာသာဘာသာရေးတွေမှာပေါ်တင်နေပေါ့เนาะပညာနဲ့တင်ညာဆိုဖက်ဘုန်းကြီးတွေစီမှာတရားဟောတရားသီလတွေနားပုလို့ရှင်ကျမတို့မှာဒီတရားသီလသီလယူတဲ့အချိန်တိုင်းမှာကျမတို့ကိုအာဆိုဖုံဖုံနေရအမြဲတမ်းတရားဟောတယ်ပေါ့တရားဟောတဲ့မှာပါတယ်ပညာလို့တင်ညာလို့ဆိုတဲ့အကြောင်းတရားတွေကဒီမှာပါလာပြီအဲ့ဆိုတချို့လူတွေကအာဆိုပါစို့အတတ်ပညာအဖြစ်နေကျင်နေမယ်ဒါပေမဲ့ တင်ညာအားဖြင့်သူတို့အများကြီးတတ်တယ်ပေါ့နော်အများကြီးတတ်တယ်ချက်ကနိုင်တယ်အဲဒါမျိုးတွေလည်းရှိတယ်ရှိတော့ကျမတို့ကဘယ်နေရာမှမလို့ရပ်တန့်လို့မရဘူးကျမခုနပြောခဲ့တဲ့ကိုအောက်ချေရလူတွေကြည့်ပါဟာသူတော့ဆက်သူကလေးတန်းမဲ့ငါလေးငါလေးတန်းရောက်နေပြီသူကသူကငါရှစ်တန်းအောင်ရောက်နေသူကလေးတန်းမဲ့အောင်လာအဲဒါမျိုးတွေတွေးနေလို့ရှိကျမတို့ကတိုးတက်မှုကိုအာဟိုတွန်းတင်မှုမကိုကိုတွန်းတင်မှုအားရော့သွားတယ်ကျမဒီမှာမပြောချင်လဲဆိုတော့အာကျမတို့တွေအနေနဲ့စတက်ဖို့လိုတယ်ပညာလည်းတက်ဖို့လိုတယ် သင်ညာလက်တက်ဖို့လိုတယ်အဲဒါကြောင့်မို့လို့ရောက်တဲ့နေရာမှာစာဖတ်ပါကျွန်တော်ခေတ်ကလူတွေကဘလို့ထင်လဲဆို Facebook မှာအချိန်ကုန်နေကြတယ်ကျွန်မကိုယ်တိုင်လည်းပါတယ်တချို့အချိန်မှာကျွန်မ Facebook မှာအချိန်ကုန်တယ်အဲမျောနေတာပေါ့နော်ကျွန်မကြောင့်ကျွန်မအဲငါမိသားစုကိုလည်းအကြမ်းကျွန်မမြင်ပြောဒီ Facebook ကြီးမှာ internet ဆိုတဲ့အခါကြီး stream ကြီးနော်ချောင်းကြီးလိုပဲနော်ချောင်းကြီးလိုချောင်းရည်စီးတယ်လို့မြည်ရည်စီးလို့စီးနေတာဘယ်တော့မှမရက်ဘူး ကိုခန္ဓာကိုကအုံနောက်ကတခါလေးကြလို့ချင်းဟို game တွေဆော့တာလဲတခါမှမကြဘူးဒီ game တပွဲပြီးတော့ရနောက် game တပွဲရလာပြန်ပြီအဲဒီ happy နောက်တစ်ခုလို့ပြန်ပြီကျွန်တော်တို့ကဒီ internet ပေါ်မှာမျောနေတဲ့အချိန်ကိုရပ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ဒါကြီးကတော်မမစီဟိုကအနန္တဆိုရယ်အနန္တဆိုရယ်စကား internet ပြတ်သွားရင်ပဲအနန္တ internet ပြတ်သွားလို့မမြင်ရတာပဲရှင် तू က stream ဖြစ်နေမှာအနန္တကြီးဖြစ်သွားပြီအဲ့တော့အနန္တကြီးဖြစ်သွားတယ်ဒီဟာကြီးကဘယ်တော့မှရမှာလည်းမဟုတ်ဘူးအဲ့ဆိုကျွန်တော်တို့ကကိုယ့်ရဲ့အချိန်လေးကို လူငယ်ဖြစ်လို့ရှိရင်ဟိုအသက်ကြီးအသက်ကြီးလူကြီးတွေကတော့သူ့မှာအချိန်ကုန်ကြမရှိတော့သူတို့သုံးပါစေပေါ့နော်ဒါပေမဲ့လူငယ်တယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်ကျမတို့လူငယ်တွေကအချိန်ကုန်ခံဖို့ဒီ Facebook တွေ internet တွေမှာ အကျိုးမရှိဘဲနဲ့အချိန်ကုန်မရဘူး Facebook တွေ internet တွေတခြား website တွေကိုသွားပြီးတော့ကိုယ့်ရဲ့ဘဝတက်လွန်းတွေအဆင်ပြေမဲ့ဟာတွေကိုအဲတုံးချဖို့လိုတယ်အဲ့ဒါတွေကိုလေ့လာဖို့လိုတယ်ပေါ့နော်ဥပမာခုခေတ်မှာ AI ခေတ်ပေါ့ AI ခေတ်ဆိုလို့ရှိရင် AI ငင်းထဲမှာဘယ်လိုတွေသုံးမလဲပေါ့ကျွန်တော်တို့အရွယ်တွေတော့မှဆို AI ကိုစိုက်ပြန်ပြီးတော့ live နေရတယ်ပေါ့နော် live ပြီးတော့လုပ်နေရတယ်အဲဟိုဟာဒီခုခေတ် generation ဘာလို့လို့ AI မဲ့သုံးနိုင်မဲ့ပေါ့အဲဒါမဲ့တစ်ခါကျပါရှေ့ဆိုးကျိုးတွေလည်းအများကြီးရှိတယ်ဘာလို့လူတွေမစဉ်းစားတော့ဘူးမတွေးခွန်နိုင်တော့ဘူး အဲ့ပေါ်မှာပဲအသာလေးယူပါကြတယ်ပေါ့နော်ဆိုကိုယ့်ရဲ့အားအားဆိုင်ထုံမှုကတော့နည်းသွားတယ်ဒါပေမဲ့ဒီပေါ်မှာလည်းအများကြီးအသက်ကြီးရှိသွားတာတွေ့တယ်အဲ့ဆိုကျွန်မခုနပြောတယ်ဗာနဲ့ဆက်ဆက်လေးဆိုစီကန်းပေါ့စီကန်းဆိုတာဗာလေးဆိုလို့ရှိရင်အာမိဘတွေကလည်းမိဘတွေကလည်း Facebook မှာအချိန်ကုန်မယ်ပေါ့ကျွန်မတခြားပညာတတ်ပြီးတော့ကျွန်မထက်ပို့ပြီးတော့သားသမီးကိုကျွန်းရင်လုံနိုင်နေမိဘတွေအများကြီးရှိတယ်ကျွန်မကျွန်မတယောက်တည်းရက်တည်ရတဲ့အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မအများကြီးကျွန်မရဲ့ဒီအင်္ဂါဟိုမိသားစုကိုပေါ့နော်ကျွန်မကျွင်းရင်အများကြီးမလုပ်ပေးနိုင်ဘူးကျွန်မရောက်တဲ့အချိန်မှာကျွန်မကျွင်းရင်လုပ်တယ်ဘာလို့လဲကျွန်မကျွင်းရင်လုပ်ရတော့ကျွန်မအလုပ်ထက်ရလူဖြစ်နေတာအဲကျွန်မအများကြီးကျွန်းကလူတွေကျွန်မရဲ့လုပ်ဖို့ကမ်းပတ်တွေကိုလည်းကျွန်မအများကြီးကောင်းစေခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်မအချိန်ကုန်တယ်ပြောတယ်အာအဓိကကဘာလဲဆိုတော့ဒီကိုကြီးကိုသေးကောင်းတဲ့လူတွေစိတ်ချင်တာကောင်းတဲ့လူတွေဖြစ်ဖို့အတွက်ကျွန်မအများနဲ့ကျွင်းရင်လုပ်တယ်ပေါ့နော်ဟိုအဲ့ဒါလည်းစီကံမယ်အဲဆိုတော့မိမိဘာတွေအနေနဲ့ဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်ကိုသားသမီးကို အကူသားသမီးတွေနဲ့အတူပညာလိုက်တင်နေဖို့လိုတယ်။ဒီကပညာလိုက်တင်နေဖို့လိုတယ်။အဲ့ဆိုတချို့မိဘတွေကကြတော့အော်သူဘာလုပ်နေတာလဲမသိဘူးသူကဒီလိုပါစေကျမလည်းဒီလိုပဲနော်။ဘာလုပ်နေလဲဆိုတော့ကျမလှမ်းလှမ်းပြီးမေးတယ်ကျမအင်္ဂါကလေးတွေကိုနော်။ဘာလုပ်နေရလဲ။ဘာဖြစ်နေရလဲ။တကူဖြစ်လို့ရှင်ပြောပါစို့ကျမအမြဲတမ်းသူ့ကိုအော်ဘာပေါ်လို့ပြောလှမ်းလှမ်းဖမ်းတာပေါ့နော်လှမ်းလှမ်းဖမ်းတဲ့ခါကျလို့ရှင်သူတို့ကဘာလဲဆိုကျမကျမမသိတော့냐လဲပဲ သူတို့ subject ကိုကျမသိကျမသိမယ်သို့မတော်လဲအဲ subject နဲ့ပတ်သက်တဲ့ဟာကျမကကျမရှေ့ရတဘာနဲ့ပေါ့နော်ကျမရဲ့အလုပ်ငန်းခွင်လေးကတဘာနဲ့ကျမလှမ်းပြီးမေးပြီးတော့ဘာတွေရောက်သွားပြီလဲဘယ် trend ကိုသွားနေဘာဖြစ်နေလဲဆိုတာကိုကျမကျွန်းနေလောက်တာမျိုးတွေလောက်တယ်အဲ့ဆိုတော့ပြောချင်တာကမိဘတွေကမိဘတွေကစာဖတ်နေဖို့လိုတယ်ကလေးတွေကိုလမ်းပြပေးနိုင်ဖို့လိုတယ်အဲ့ဒါအစီအကံပဲနော်အဲ့တော့ကိုသားသမီးကို ပိုးပြရေရှည်ကိုသွားနိုင်တဲ့ဟိုကိုရေရှည်မှာတိုးတက်နိုင်တဲ့လူတယောက်ဖြစ်ဖို့ကျမနိုင်ငံလူတွေကတိုးတက်နိုင်တဲ့လူတယောက်ဖြစ်ဖို့ဆိုတိုးတက်စိတ်ကျင်နေသလိုရှိရင်မိဘတွေကိုယ်တိုင်ကစာဖတ်တဲ့စီကံကိုလုပ်ဖို့လိုလာတယ်။အဲ့ဒါမှကျမတို့သူများနိုင်ငံကိုသွားတဲ့အချိန်သူများနိုင်ငံဟောဖြစ်တဲ့ဟေးတို့နိုင်ငံကတိုးတက်လိုက်တာငါတို့နဲ့မတူဘူးဆိုပြီးအားကြပြီးတော့နေမဲ့အစားကျမတို့ကလိုက်လုံနေပြီးတော့လိုက်တူပေါ့လိုလာတယ်။အဲ့ဆိုကျမရဲ့ဆောင်းမိုးတစ်ခုရှိရဲကျမပထမတော့ description မှာကျမရေးထားတယ်။ အစွတ်ပြုတ်စေစကားပေါ့နော်ဒါကျမရဲ့ကျမရဲ့ဟိုဒါဒီဒီ inspiration လုပ်တဲ့ကျမပေါ့ကျမပေါ့ဖလှမိုးထားရတဲ့စကားသလုံးသုံးမျိုးရှိတယ်အဲ့ဒါပါလဲဆိုစွတ်ပြုတ်ဖြစ်တယ်ပေါ့နော်စုတုပြုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကိုယ်မှမရှိတဲ့အရာတွေကျွန်မစုတယ်အခုနကပြောသလိုပဲကျွန်မအများအားလိုက်နာတယ်အဲလိလာတယ်ပြီးလို့ရှိရင်ကိုယ့်ကိုဟိုကိုယ့်ကိုကိုယ့်ခုကိုယ်ထဲမှာစူဆောင်းတယ်စူဆောင်းပြီးလို့ရှိရင်ကျွန်မအသုံးချတယ်ပေါ့နော်ဒီလိုမျိုးဖြစ်တဲ့အတိုင်းပဲမိဘတွေမိဘချင်းမိဘချင်းတူးချင်းတိုင်းက င်စာဖတ်ဖို့လိုတယ်ပြီးတော့ရင်တာသမီကိုလမ်းကြောင်းပေးဖို့လိုတယ်ပြုပြင်ပေးဖို့လိုတယ်ဒါအရင်အရေးကြီးတယ်အဲဘာကြောင့်လဲဆိုတော့အဲ့အဲ့ဒါမှသာလေမိသားစုတန်းမိသားစုတန်းတခုကျန်တိုင်းကစိတ်ကံပြေဝတဲ့လူတွေဖြစ်လာအောင်မိဘတွေကဥဆောင်ပြီးမှမပေးဘူးဆိုလို့ရှိရင်ဒေသသမီးတွေเนาะကျမတို့လက်ထက်ကနေပြီးနောက်လက်အနာဂတ်မှာဥဆောင်မဲ့လူတွေကျမကြီးကြံမပြောချင်ဘူးအဲကျမတို့အိမ်ကနေထွက်သွားပြီးတော့သူ့ဘဝကိုသူရပ်တည်တဲ့အချိန်မှာ ဒီလိမ်မာတဲ့သားသမီးတွေစီကန်းရှိတဲ့သားသမီးတွေဖြစ်ဖို့အတွက်ကျမတို့ကလုပ်ပြလိုက်ရအောင်အရေးကြီးတယ်မိဘမှာတောင်းအောင်ရှိတယ်ပေါ့နော်ဆိုတော့ကျမပြောနေကြတိုင်းပဲမိဘမှာ လုံးလုံးအဲဆိုတော့တချို့ကိုလက်ထက်ကမလွတ်ခင်တီတောင်းမရှိတယ်အဲ့ဆိုအဲ့ထက်ကမလွတ်ခင်တီမှာကျမတို့ကသူတို့ကိုစီကန်းဆိုတာလေးကိုသင်ပေးလိုက်တယ်ဆိုလို့ရှိရင် အဲဒီစကန်ကိုလည်းသူနားလေသွားမယ်လိုက်နာရမယ်ဆိုတော့လည်းတိသွားမယ်ပြီးတော့ကျွန်တော် well train လုပ်ထားသလိုပေါ့နော်အဆိုင်ရင်နန္ဒဖို့သလိုမျိုးကိုယ်ငါနေပြီးတော့ကောင်းမွန်တဲ့လူလေးဖြစ်အောင်ဖန်တီးပေးလိုက်တယ်အဲဆိုတော့တုံသင်ပေးလိုက်တယ်အဲသွေးပေးလိုက်တယ်ဆိုလို့ရှိရင်သူတို့သူတို့ဘုမဟိုဒုတိယအရွယ်မှာဖြတ်တဲ့အခါမှာကိုယ့်လက်ကရထွက်သွားပြီးဒုတိယအရွယ်ဖြတ်တဲ့အချိန်မှာဘယ်နေရာကိုရောက်ရောက်တင့်တယ်တဲ့ခလေးလေးဖြစ်သွားလိမ့်မယ် ။ဘာသာဟင်သူတို့ဘွားနဲ့သူတို့ဘာသူတို့အကြောင်းနဲ့သူတို့ပဲအဲသူတို့ဘွားဖြစ်သွားရဆိုပြီးတော့လေကျမတို့ကပြစ်ထားလို့မရဘူး။အာပြစ်ထားလို့မရတဲ့အတွက်ကြောင့်ကျမတို့ကအမြဲတမ်းသားသမီးတွေကိုအာကြည်နေဖို့လိုတယ်လိုအပ်တဲ့နေရာမှာကျွန်းလုပ်ဖို့လိုတယ်ပုံသွင်းပေးဖို့လိုတယ်ဒါမိဘအကြောင်းမိဘတွေအကြောင်းပေါ့နော်ဆိုတော့ကျမပြောတယ်စီကန်းဆိုတဲ့အကြောင်းညာဒီလိုပဲဆိုတော့သူများနိုင်ငံကိုသွားမှကျမတို့စီကန်းရှိတဲ့လူတောင်ဖြစ်အောင်နေမှာလားပေါ့ကိုယ်နိုင်ငံမှာလည်းကျမတို့စီကန်းရှိတဲ့လူတွေအများကြီးပေါ်လာမှကျမတို့က ပဝင်ရန်ကောင်းနေတိဆောက်နိုင်ပါလိ။ဘာလို့အခုဆိုလို့ရှိရင်အမြင်ရကြားရတာပါလေဆိုတော့ကောင်းတာတိတ်မရှိဘူးပေါ့နော်။ကလေးတွေကဇာတိတာတွေချုံရင်းလာတယ်။ဇာတိတာတွေပြက်ပြားလာတယ်။နော်ဇာတိတာပြက်ပြားလာတယ်။တောင်မှစိတ်မချဘူး။အခုဘယ်နေရာသွားသွားရန်ကုန်မြို့မှာမဟုတ်ဘူး။အရင်ကဆိုရန်ကုန်မြို့မှာရှိတဲ့လူတွေကနာမည်ပြက်တယ်ပေါ့နော်။ရန်ကုန်မြို့ကလူကမကြိုးစားတဲ့လူတွေပေါ့။အဲ့ဒါမျိုးတွေနာမည်ပြက်တယ်။အခုကမဟုတ်ဘူး။ နေတွေရောက်သွားလဲနေတွေမှာရှိရကလေးတွေရဲ့စိတ်ဓာတ်တွေဇာတိတွေပြကြနေတာကိုတွေ့တယ်အဲ့ဆိုကျွန်တော်ကဘာလုပ်ဖို့လို့လဲဆိုတော့ဒီကလေးတွေကိုဒီလိုမျိုးဆက်ပြီးတော့လှုပ်ထားလိုက်မယ်ဆိုရင်နောက်ထပ် generation ကတော်တော်ကြီးပျက်စီးသွားတဲ့လူဖြစ်တော့မှာနော်အဲ့ဆိုတော့ကိုယ့်မှာရှိတဲ့မိဘတွေကနော်ကိုယ့်မှာရှိတဲ့မိဘတွေကသားသမီးတွေကိုလမ်းမှန်လေးကိုရောက်အောင်စားဖတ်ပြီးတော့ဆုံးမပေးပါလို့ မိဘတွေကိုယ်တိုင်ကအိမ်မှာနေလို့ရှိရင်အော်ဂျီဟစ်ကျဲရီနော်အကျမဆိုလို့ရှိရင်ငငယ်တော့ကျမကုနာပြောခဲ့တယ်ကျမတို့အိမ်မှာရှိတဲ့လေတန်နေနော်ပျောပုံစုပ်ပုံနေဒါတွေကတော့အရန်ကျန်းတယ်အရန်ကျန်းတယ်ဒါပေမဲ့ကျမကုနာကဒုတိယအိမ်ကိုရောက်သွားတယ်အဲကျမ TV သွားကြည့်တဲ့အိမ်ကိုရောက်သွားရင်ဘာဖြစ်လဲကျမစကားလုံးနေပြောင်းသွားပြီအဲ့ဆိုကျမအိမ်မှာရှိတဲ့ခြားနားချက်ကိုကျမတွေ့တယ်အခုကျမအခုထိုင်းနိုင်ငံမှာနေတယ်ပေါ့ထိုင်းနိုင်ငံရောက်သွားတဲ့အချိန်မှာအာဆိုတော့ဒီကျမတို့စကားပြောတာတွေက တို့စကားပြောတာအရန်กว่าနေဆိုတော့ကျမတည်သွားပြီအရန်လည်းกว่าတယ်ထိုင်းလူမျိုးတွေကအဲဆိုတော့သူစကားပြောအရန်လည်းညင်တာတယ်နူးလည်းနူးညံ့တယ်ဒါဟာကျမတို့ကပြောင်းလဲရမယ့်အရာတွေအတုရမယ့်အရာဟိုင်းသူသူနိုင်ငံရဲ့ဘယ်ငါတို့ငါတို့ဟာမှမဟုတ်တာဆိုပြီးတော့ကျမတို့လက်လွတ်စပယ်နေလို့လည်းမရဘူးပေါ့နော်အဲဆိုတော့ကျမတို့ကခုနပြောတဲ့အဲသူများနိုင်ငံကိုရောက်သွားပြီအခုထိုင်းနိုင်ငံမှာလာနေတဲ့လူတွေအများကြီးရှိတယ်ထိုင်းနိုင်ငံကိုအလဲလာတဲ့လူတွေအများကြီးရှိတယ်ထိုင်းနိုင်ငံမှာဆိုတော့အကြောင်းမျိုးမျိုးနဲ့လာတဲ့လူတွေအများကြီးရှိတယ် အဲဒီလူတွေကခုနပြောလို့စီကန်းဆိုတဲ့အရာတွေကပါဒီမှာလာဘယ်လိုပြောမလဲအဲ့လူတွေတော်တော်များများမှာခုနပြောစီကန်းဆိုတာနဲ့ထိန်းကွတ်လိုက်တာနဲတဲ့ခါကြတော့ဘာဖြစ်လဲဆိုတော့ဒီနိုင်ငံရောက်လို့ရှိရင်အဲထိုင်းနိုင်ငံရောက်လာရင်ဗျမ်းပတာတွေဖြစ်ကုန်တာเนาะအာမနေတတ်မစားတတ်တွေအာအမျိုးသမီးတွေကမျိုးသားတွေအကုန်ပါတယ် ဒါကျွန်မတခါတည်းပြောတာအဲဆိုတော့အမျိုးသမီးတွေလည်းအဲ့လိုပဲစူပါမားကတ်တွေမှာအော်ဟေးနေကြတာဒီလားအဲဆိုတော့အဲဆိုကို့နေရာမှာပေါ့နော်ကို့အတန်ကထွက်သွားလို့ရှိရင်လူဆိုအများကြီးကြည့်လို့စီကန်းဆိုတော့အဲ့ဒါကိုကျွန်မပြောချင်တာကို့ပါဇက်ထဲကထွက်သွားတဲ့လေတန်ကဘလောက်ကျယ်လဲ နော်ဘာမှမပြောဘလားလိုင်းသွားတယ်ကို့နားလေးကနေပြန်ကြတယ်ဟိုတချင်းဆိုတဲ့လူမှမော်နီတာနားထောင်တာမဟုတ်ဘူးကို့ကို့ဟာကိုလည်းစကားပြောမော်နီတာနားထောင်ပြီးတော့နေလို့လဲအဲ့ဆိုတော့စူပါမားကတ်တွေသွားလို့ရှိရင်အော်ဟေ့နာပဲအာဘာကြီးလဲမသိဘူးအဲ့လိုပြောနေတဲ့လူတွေအများကြီးတွေ့ခါကြတော့ဒီမှာစီကန့်ပါမလားဆိုတာသိတယ်ဒီလိုလူတွေကနော်ကျမတို့အရွယ်တွေလည်းပါတယ်ကျမတို့ရငယ်တဲ့လူတွေလည်းပါတယ်ကျမတို့ရကြီးတဲ့လူတွေလည်းပါတယ်အဲကျမအများကြီးတွေ့တွေ့မှုရယ်ပေါ့နော်တွေ့မှုတော့ဒီလိုလူတွေကသာလေဒီစီကန့်တွေမရှိဘဲနဲ့ဘယ်လိုပြောမလဲ အဲပတ်ဝန်းကျင်လေးလာမှုအားနေတာပေါ့နော်ပတ်ဝန်းကျင်လေးလာမှုအားနေပြီးတော့ကိုနေကျင်းလို့နေမယ်ငါတို့ဟာဒီလိုပဲနေတတ်တယ်ဆိုပြီးတော့အချင်းသူများနိုင်ငံကိုရောက်သွားတဲ့အခါကျွန်တော်တို့အများကြီးနှာခေါင်းရှုံခံရတယ်နော်အဲဒီဟိုဟာပြလို့ပြောတာမဟုတ်ဘူးဒီထိုင်းနိုင်ငံမှာအတန်ကျဲကျဲနဲ့ပြောတဲ့လူနှစ်မျိုးလူမျိုးနှစ်မျိုးကိုကျွန်မတွေ့ဘူးတယ်အဲ့ဒါပါလေတစ်ခုကတရုတ်လူမျိုးနဲ့တစ်ခုကမြန်မာလူမျိုးရဲ့တည်လားအစစ်ကပ်ပါမလားအဲ့ဒါပဲ နော်တင်ယူမှုအားနေတယ်အဲဆိုပါစို့စာဖတ်မှုအားနေတယ်သူများနိုင်ငံရောက်လာလို့ရှိရင်ဘယ်လိုနေရမလဲဆိုတာလည်းမသိဘူးပေါ့နော်မသိတဲ့ခါကျဓာမျိုးတွေဖြစ်လာဆိုတော့ကျွန်မပြောချင်တာကကျွန်တော်နိုင်ငံမှာရှိတဲ့လူတိုင်းပေါ့နော်လူတိုင်းလူတိုင်းကကိုပြောတဲ့စကားလေးတွေကိုအာလေးလာပါကိုပြောတဲ့လေတံတွေကဘလောက်ကြည့်သွားလိုက်တယ်ကျွန်မလည်းအင်တော်ကစကားပြောကြည့်တယ်အတန်ကြည့်တယ်ကျွန်မလည်းစိတ်စိတ်တို့ဒေါသထွက်လာရင်ကျွန်မလည်း order တဲ့လူတွေမှာပါတယ်သူပါတော့လေကျွန်မတတ်နိုင်တယ်လို့ အပြောင်းလဲယူတယ်ပေါ့နော်ကျမပြောင်းလဲယူတယ်ဘာကြောင့်လဲဆိုတော့ကျမအဲ့လိုမျိုးအဟိုတောသားပေါ့နော်တောသားမဖြစ်နိုင်ဘူးပေါ့နော်အတောတောသားလိုမျိုးဟိုကိုယ်လူများအမြင်နာမျိုးကျမမဖြစ်ချင်တဲ့ခါကျကျမရဲ့ပြုမှုပြောပြောပြောဆိုတဲ့ပုံ behavior တွေကျမအများကြီးပြောင်းလဲယူတယ်အဲ့တော့ထွန်းနီတူစွာပဲမြန်မာနိုင်ငံကမမေတွေဖဖေတွေနော်ဖိုးဖိုးတွေဖွားဖွားတွေအညီမလေးတွေမမတွေအကုန်လုံးကစာဖတ်ပြီးတော့ကိုသားသမီးအိမ်မရှိတဲ့သားသမီးတွေအကုန်လုံးကို နူးညံ့တဲ့လူတွေဖြစ်အောင်စကားပြောနူးညံ့တဲ့လူတွေစကားပြောချိုသားတဲ့လူတွေဖြစ်အောင်ဒီစီကံလေးတစ်ခုကိုစပြီးတော့လှုပ်ကြဖို့လို့ကျမကအကြံပေးချင်ပါတယ်လို့တိုက်လိုက်တိုက်တွန်းချင်တယ်လုံလဲလုံးတင်တယ်လို့မြင်တယ်ဘာကြောင့်လဲဆိုတော့ကျမတို့ဒီနေရာကနေစပြီးတော့အမတုံတင်ပေးလိုက်ဘူးဆိုလို့ရှိရင် ကျမတို့ရဲ့အဲမျိုးဆက်ကလေးတွေပေါ့နော် ကျမတို့အိမ်သားသမီးတွေအကုန်လုံးကတခြားနေရာရောက်သွားတဲ့အချိန်ကြလို့ရှိရင်လူရမွေမှာစိုးလို့ပါ เนาะဆိုစီကန်းကိုကျွန်မစီကန်းနေကြောင်းလည်းကျွန်မတော့အများကြီးပြောမယ်ပေါ့เนาะအစီကန်းနေတဲ့မှာဒါတွေအများကြီးပါတဲ့အတွက်ကြောင့်မို့ဒီစီကန်းလေးကိုကျွန်တော်တို့စပြီးတော့လို့လှုပ်တင်တယ်လို့ကျွန်မအမြင်တယ်လို့လည်းလိုအပ်တယ်အဲဘာကြောင့်လဲဆိုတော့သူများနိုင်ငံရောက်တဲ့အခါမှာအခုကျွန်မပြောနေခုနကတော်တော်လို့ပဲဟဲ့သူတို့ကစီကန်းရှိလိုက်တာသူတို့ကဘယ်လိုဆိုတာ စီကံကအားကြနေလို့မရပါဘူးစီကံဆိုတာလိုက်လက်တွေ့လို့ရမယ့်ဟာဖြစ်တယ်အကြောင်းမလို့ကိုယ့်အိမ်မှာကိုနေတာပဲငါတို့နေကြတိုင်းနေမယ်ကိုယ့်အိမ်မှာကိုပဲစိတ်လူကိုလူနေကျင်တယ်ဆိုတဲ့ဟာတွေကအများနဲ့မှန်ကန်မနေပါဘူးလို့အကြောင်းမလို့ကိုယ့်အိမ်မှာကိုနေတဲ့အချိန်မှာပဲကျမတို့ကကောင်းမွန်တဲ့စကားပြောပုံတွေနေထိုင်နေတွေ နော်နေနေပုံထိုင်ပုံတွေအကုန်လုံးကကျွန်တော်တို့လေ့ကျင့်သွားမှရပါမယ်လေ့ကျင့်ပြီးမှရပါမယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲကျွန်တော်တို့အဲသူများနိုင်ငံရောက်သွားရင်အဲစကလုံးတွေအကျဲကြီးပြောတဲ့တော်သားတွေဖြစ်မမြင်မှုလိုအပ်တယ်လို့ကျွန်မမြင်တယ်အဲကြောင့်မို့လို့ကျွန်တော်တို့ဒီနေရာဆက်ပြီးတော့ဒီပထမဆုံးကျွန်တော်တို့လောက်ရမယ်စီကံပေါ့နော်စကားပြောတဲ့စီကံအနေပုံထိုင်ပုံစီကံတွေအကုန်လုံးကိုကျွန်တော်တို့ကြောင်းလိုက်ကြမယ်ကြောင်းလိုက်ကြအောင်လားလို့ကျွန်မတိုက်တွန်းပေးချင်တာလို့ဒီဗီဒီယိုလေးလုပ်လိုက်ပါတယ်ရှင်းစစ်တင်ပါတယ်ရှင်းလေးရှင်းသွားပါပြီ